အခုနောက်ပိုင်း Binance မှာမြန်မာလိုသုံးလို့ရလာပါပြီ။ Crypto Mate လိုမျိုး Crypto အကြောင်းကိုမြန်မာလိုရှင်းပြပေးတဲ့ Channel တွေ Page တွေတဲ့အများကြီးရှိနေတော့မြန်မာလိုပဲသိလာလို့ရနေပါပြီ။ဒါပေမဲ့တကယ် Trading လုပ်တဲ့အခါမှာ English လုံးဝမတတ်ဖ ೇನೆ မြန်မာလိုတစ်ခုရဲ့နဲ့ issue မှာအောင်မြင်နိုင်ပါမလား? Beginner တွေအတွက်ဒါကအရင်အရေးကြီးတဲ့မိခွန်းတစ်ခုပါ။မြန်မာလိုလေ့လာလို့ရတဲ့အတွက်အားသာချက်တွေအများကြီးရှိပါတယ်။အရင်ဆုံးကောင်းတဲ့အချက်ကတော့ Beginner တယောက်အနေနဲ့အခြေခံ concept တွေကိုကိုယ်ပါ ာစကားနဲ့နားလည်အောင်လေ့လာလို့ရတာပါပဲဥပမာ Binance လို့ exchange ကမြန်မာဘာသာစကားကိုအပြည့်အဝ support လုပ်ပေးထားတယ် app set တွေမှာမြန်မာလိုပြောင်းသုံးလိုက်ရုံမှာပဲဒါအပြင် crypto make လို့မျိုးမြန်မာ content creator တွေကလည်း blockchain ဆိုတာပါလဲ trading ဘယ်လိုလုပ်ရလဲ project တစ်ခုကိုဘယ်လိုသုံးသပ်ရမလဲစတာတွေကိုမြန်မာလိုအ သေးစိတ်ရှင်းပြပေးနေပါတယ်။ဒါတွေကအခြေခံခိုင်မာဖို့အတွက်အရှမ်းကိုအသုံးဝင်ပါတယ်။ဒါပေမဲ့မြန်မာလူတို့ခုရဲအာကိုယုံနဲ့ကြုံရမယ့်အခက်အခဲတွေလည်းရှိပါတယ်။အဲ့ဒီအခက်အခဲတွေကဘယ်ချိန်စတော်ရမလဲဆိုရင်အခြေခံရသွားလို့တကယ်တမ်း trading စလုပ်တဲ့အချိန်မှာကြုံရမှာပါ။ platform ကတဲ့ချက်များ Binance ကမြန်မာလူရရဆိုပေမဲ့တခြား exchange တွေမှာမြန်မာစာ support မလုပ်သေးပါဘူး။တချို့ဆိုရင် KYC လုပ်တဲ့အခါမှာမြန်မာလူမှတ်ပုံတင်တော့လက်မခံပါဘူး။ဒီတော့ကိုကမြန်မာလူပဲရရင်သုံးလို့ရမယ့် exchange Coins ကအကန့်အသတ်နဲ့ဖြစ်သွားပါပြီ။တည်င်းနောက်ကြခြင်းဒါကအရေးကြီးဆုံးချက်ပါ။ Crypto ဈေးကွက်ကိုလှုပ်ခတ်စေတဲ့တည်င်းအကြီးကြီးတွေ၊ Project အသစ်တွေရဲ့ညှာချက်တွေ၊ AVD Adonon လို့ဈေးကွက် Signary အကောင့်လုံးက Traders, Hodlers, Quiet Telegraph နဲ့ Project တွေရဲ့တရားဝင် English Telegram, Discord တွေမှာအရင်ဆုံးထွက်တာပါ။ Crypto Mate အပါအဝင်မြန်မာ Creator တွေ Page တွေအားလုံးကအဲ့ဒီ English သတင်းတွေကိုအရင်ဖတ်၊ခွဲခြမ်းစိတ်ဖြာပြီးမှမြန်မာလိုပြန်ရှင်းပြ၊ပြန်တင်ပေးရတာပါ။ဒီကြားထဲမှာအချိန်ကွာဟ ားချက်တစ်ခုအမြဲရှိပါတယ် trading မှာ10မိနစ်တနာရီနှုတ်ကြသွားတာနဲ့ဈေးကအများကြီးပြောင်းသွားနိုင်ပါတယ်ကိုကမြန်မာလိုပဲစောင့်ဖန်နေရင်သူများတွေ action ယူပြီးသားအသတင်းကိုမှနောက်ကျပြီး live လုပ်သလိုဖြစ်နေပါလိမ့်မယ် scam တွေရဲ့အထူးကပြင်းမဲ့ဖြစ်လွယ်ခြင်းဒါက အန်နီရဲ့အကြီးဆုံးမှာစကမ်မာတွေကဘာသာစကားတစ်ခုတွေကိုပဲအားကိုးရတဲ့ local community တွေကို အတိအကပြစ်မှတ်ထားပါတယ်။ဘာလို့လဲဆိုတော့သူတို့က English တို့ TLWeb website တွေ review တွေကိုသွားပြီးတော့စစ်ဆေးနိုင်ချေနည်းမှန်သိလို့ပါ။ Pick butchering လို့ခေါ်တဲ့ယင်းတို့နာမှုအယောင်ဆောင်သင်လေတာတွေဒီမှာရင်းရင်တနည်းဘလော့ပြန်ရမယ်ဆိုတော့ fake investment scheme တွေ airdrop အတူ link တွေကမြန်မာလိုပဲရေးထားတဲ့ Telegram group တွေ Facebook page တွေမှာပလူပြန်နေရပါ။ကိုက English လို့မစစ်ဆေးနိုင်ရင် project တစ်ခုရဲ့တရားဝင် trader မှာဘာရင်းချင်ညာထားတဲ့မဖတ်နိုင်ရင် discount တွေရဲ့တားကောင်ဖြစ်သွားဖို့အရှက်လွယ်ပါတယ်ဒါဆိုအင်္ဂလိပ်စာအားနည်းတဲ့ beginner တွေဘယ်လိုလုပ်သင့်လဲအင်္ဂလိပ်စာမတတ်ရင်လောကမလို့ရတော့ဘူးလားဆိုတော့အဲ့ဒီလိုလည်းမဟုတ်ပါဘူး strategy ရှိရှိလုံဆောင်သွားဖို့ပဲသူပါတယ်တင်းနှစ်ခါစစ်ပါမြန်မာလိုတင်းတစ်ခုဒါမှမဟုတ် offers တစ်ခုတွေ့ရင် Google Translate သုံးပြီးတော့ပဲဖြစ်ဖြစ်အင်္ဂလိပ် source တွေမှာတိုက်ဆိုင်စစ်ဆေးပါချိန်နိုင်တာထက်ပုံများနေတဲ့အကျိုးအမြတ်ရမယ်ဆိုတာတွေကိုအမြဲတတိထားပါအရေးကြီးတဲ့အင်္ဂ လိပ်စာလုံးတွေတော့နည်းနည်းတော့သိအောင်လုပ်ထားပါဥပမာ Bitcoin, Ethereum, DeFi, Stablecoin, Airdrop, KYC, Ripple, Hold စသဖြင့်အသုံးများတဲ့စကားလုံးလေးတွေကိုသိထားရုံနဲ့ခေါင်းစဉ်ချပြီးတော့အခြေအနေကိုအကျန်းပြေးနားလည်နိုင်ပါတယ်မြန်မာ community ကောင်းကောင်းနေမှာ join ပြီးတော့သိတာပါဒါပေမဲ့သူတို့ data တွေကိုလည်း English ကနေဘာသာပြန်ထားတာမို့လို့ second hand သတင်းဆိုတာကိုတော့အငြင်းတဲ့ခေါင်းနဲ့ထည့်ထားဖို့လိုပါတယ် crypto မိတ်မှာဆိုရင် trading လုပ်တဲ့နေရာမှာအရေးကြီးတဲ့ market analysis တွေ through trader တွေဝယ်ရ ားလုပ်တဲ့ secretary နဲ့အရေးကြီးတဲ့သတင်းတွေကိုအစောဆုံးဖြစ်အောင်တင်ပေးနေတဲ့ VIP group လည်းရှိပါတယ် VIP ဝင်ဖို့အတွက်ပတ်စံတပြားမှပေးစရာမလိုဘဲနဲ့ crypto main ရဲ့ referral code ကိုသုံးပြီးတော့ Binance account ဖွင့်ထားရုံပဲတို့ပါတယ်ဆိုတော့အထုတ်ပြောရရင် crypto ကိုမြန်မာလိုဒေသပေါက်စလိနာလို့ရတယ်အခြေခံနားလည်အောင်လုပ်လို့ရပါတယ်ဒါပေမဲ့တကယ်အောင်မြင်ချင်ရင် scam တွေလည်းရှောင်ချင်ရင်သတင်းလည်းမမြန်သိချင်တယ်ဆိုရင်တော့အနည်းဆုံး Google Translate လောက်သုံးပြီးတော့အင်္ဂလိပ်စာနည်းနည်းပေါက်ပေါက်ဖတ်နိုင်အောင်ကြိုးစားရ ကကိုအတွက်အကောင်းဆုံးငုံကြုံရေးနဲ့အခွင့်အလမ်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲ crypto mate ပါနောက် video မှာ chat တွေ့ရပါ့